မင်္ဂလာပါဒီနေ့လည်းဘာသာစကားနဲ့နိုင်ငံရေးအစီအတရားဆိုင်ရာအယူအဆများကိုဆက်ပြီးတော့တင်ဆက်ပြပါမယ်ဒီစာအုပ်ကိုဒိုးတန်စာစင်ကနေထုတ်ဝေထားတာဖြစ်ပြီးတော့ဆန်းချန်းစာစာမေးတာရေးတာပြီးဆရာမပြူကတီးဖြတ်ထားတာဖြစ်ပါတယ်ဒီစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရင်ဆရာနဲ့ဆရာမတို့နဲ့တကွာသက်ဆိုင်သူများအားလုံးထံမှာခွင့်ထောင်လိုက်ပါရစေဒီနေ့ပိုင်းမှာတော့ ာသာစကားမှသည် အာနာကစားမှုများပေါ်တက်ရပုံနမူနာများဆိုတာကိုဖတ်ပြချင်ပါတယ်။ဘာသာစကားမှသည်အာနာကစားမှုအပေါ်တက်ရပုံနမူနာများအထွေနဲ့နိုင်ငံရေးသမားတွေဟာလူမှုအတိုင်းဝိုင်းထဲမှာအာနာကစားမှုတွေဘာသာစကားကိုသုံးကြတဲ့အပေါ်ပို့ပြီးတော့လေ့လာရအောင်လူတွေကိုပုံစံအခွက်တစ်ခုအနေနဲ့တွေးစီခြင်းနဲ့ပြောစီခြင်းနဲ့ ြုမှုစေခြင်းနဲ့ဆိုရင်ပထမဆုံးကရိယာကဘာသာစကားပါပဲ Aristotle ကလူဆိုတာဟောပြောခြင်းဆိုတဲ့လက်ဆောင်ကိုနှစ်ခိုက်စွာတုံ့တက်တဲ့တတ္တဝါပဲလို့ပြောမှုပါတယ်ကိုယ့်အတွက်ဘာတွေကအထုံးကြလဲဘာတွေကနာကျင်စေလဲဘာကတရားမျှတာလဲဘာကတရားမမျှတာဘူးလဲ ဆိုတာတွေကိုပြောကြတယ်လို့လည်းရေးချအရေးပါတယ်။ Polic ဆိုတဲ့အေဒီမျိုးပြနိုင်ငံမှာနေထိုင်ကြတဲ့သူတွေဟာကိုချင်းတရားနဲ့နိုင်ငံရေးစကားတွေကိုတူညီတဲ့စကားနဲ့ပြောဆိုဆွေးနွေးနိုင်ကြတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်စကားမတူတဲ့ဘာဘီရီယန်တွေကိုဂရိသားတွေကအုပ်ချုပ်ရမယ်လို့ပြောခဲ့သေးတယ်။ဂရိတွေအတွက် တို့နဲ့စကားမတူတဲ့အနီးနားကသူတွေရဲ့စကားကိုဘာဘာဘာလို့ကြားတဲ့အတွက်ဘာဘာဘာလို့ကြားတဲ့အတွက်ဘာဘီရီယန်လို့အမည်ထင်လာကြတာပါပဲဘာသာစကားဆိုတာနိုင်ငံရေးအတွက်ငွေကြေးလိုပဲဘာသာစကားနဲ့ရှင်းပြနိုင်တဲ့အခါလူတွေကကိုယ်တွေးကိုယ်ကိုပို့ပြီးဝဲကြတယ်ပို့ပြီးလှုပ်ကြတယ်ဘာသာစကားနဲ့မရှင်းနိုင်ရင်အတွေးကိုယ်ဘယ်လောက်ကောင်းကောင်းအလုပ်မဖြစ်ဘူး လူတွေကနားမလည်ဘူးမယုံကြည်နိုင်ဘူးဒါကြောင့်နိုင်ငံရေးသမားတွေဆိုမိန့်ခွန်ကောင်းကောင်းရေးနိုင်မဲ့သူတွေကိုပတ်စံပေးပြီးပတ်စံတွေအားကြီးပေးပြီးငှားကြတာပဲဘာသာစကားကလက်မုံမှုနဲ့အာဏာကိုဖန်တီးနိုင်ကြအောင်သူတို့သိကြပါတယ်နမူနာတစ်ခုကိုကြည့်ရင်ဒီမိုကရေစီဆိုတဲ့စကားလိုပဲမြောက်ကိုရီးယားတရုတ်အမေရိကန်ဗြိတိန်နိုင်ငံတစ်ခုနဲ့တစ်ခုဘာမှကိုမတူပေမဲ့အားလုံးကလေကိုယ့်ဘာသာကိုဒီမိုကရေစီလို့သုံးကြပါတယ်။မြန်မာနိုင်ငံမှာလွတ်လပ်ရေးရကစားက လက်ဝဲတွေအနိုင်ရတဲ့ကာလဖြစ်တော့ American ကိုနေချက်အရင်ရှင် Russia ကတော့ပြည်သူဒီမိုကရေစီဒီလိုခေါ်ခဲ့ကြတယ်။ဒီနေ့ခေတ်ကျတော့ဒါတွေကပြောင်းပြန်လဲသွားပြီ။တကယ်တော့တမိုင်းတခြားကိုကြည့်ရင်ဒီမိုကရေစီဆိုတာ God ဆိုတဲ့ဇာတ်လမ်းနဲ့တိတ်တာမထူးသလိုဖြစ်နေပြီ။နိုင်ငံရေးမှာကိုယ်လုပ်တဲ့အလုပ်ကိုအကျိုးအကြောင်းယုံကြည်ရှိကြောင်းလူတွေရဲ့ခေတ်ဝိညာဉ်နဲ့နားလည်နိုင်တဲ့ဇာတ်တွေကိုသုံးပြီးရှင်းပြကြတာထုံးစံပဲ။ကိုလိုနီခေတ်တုန်းကဆိုရင် တခြားလူတွေရဲ့ data ကိုလိုက်ပြီးနေထဲတာကိုတောင်မှပဲအရင်ကြည့်အောင်လုပ်တယ်လုပ်ပေးတယ်ဆိုတာမျိုးနဲ့တရားဝင်မှုကိုယူခဲ့ကြသေးတာပဲနောက်တစ်ခုကဘူဝါရဖော်ထုတ်တဲ့သူတွေအနေနဲ့ဘာသာစကားရဲ့အကန့်အသတ်ကိုနားလည်ဖို့လိုပါတယ်တခြားတလေမှာတော့ဘူဝါရတွေလုံးမဖြစ်တာဟာဘာသာစကားရဲ့အကန့်အသတ်ကြောင့်ဖြစ်တယ်လို့လည်းနားလည်ဖို့လိုတယ်ဥပမာအားဖြင့် David Stan Paris တို့ရဲ့သူတည်တနာမှာအနာဂတ်အတွက်ကြိယာ future tense ကိုသိမ့်မသုံးတဲ့လူမျိုးတွေအတွက် ပဲဆောက်ပန်နဲ့နာခံကြကွမ်းဟမှုကို တွေးတော့တာပိုနေတတ်ပြီးဆက်ဆံမှုကိုပိုမြင်တဲ့အတွက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ climate change မူဝါဒရဲ့အရေးပါမှုကိုပိုမြင်လာတယ်လို့ဆိုပါတယ်။အနာဂတ်ကိရိယာကိုပိုပြီးသုံးစွဲတဲ့သူတွေကရာသီဥတုပြောင်းလဲမှုမအားလို့နဲ့ဆက်ဆက်တယ်လို့မြင်ဖို့ပိုခက်တယ်လို့လည်းတွေ့ရပါတယ်။နောက်တစ်မျိုးကစပိန်တို့ပြင်သစ်တို့လို့ gender heavy ဘာသာစကားတွေမှာစပွဲတွေနေတွေလတွေကစားကြမှာတတ်မှတ်ချက်တွေနဲ့စကားပြောတာကြောင့် ဝါကြတကြောင်ကိုဂျန်နာခွဲတာမပါပဲတိဆောက်လို့ကိုမရနိုင်ဘူး။ကြားမှာခွဲတာတိတ်မတွေ့ရတဲ့ဘာသာစကားတွေဆိုရင်ဒဲတူညီမျှဖို့ကိုရဖို့ဂျန်နာအမြင်ပြရတာလဲတိတ်မခက်ဘူးလို့တွေ့ရပြန်တယ်။ဒါကြောင့်ဘာသာစကားဟာလူမျိုးရေးစုဖွဲ့မှုနဲ့နိုင်ငံရေးကိစ္စတွေမှာဓာတ်ရိုက်ထိဆက်နေတာကိုမြင်နိုင်ပါတယ်။ဘာသာစကားကိုပြောင်းရင်နိုင်ငံရေးလည်းပြောင်းသွားနိုင်တာပါပဲ။ ဟုတ်တယ်အထီးမှလေးခွဲကြရတယ်လေနော်ဟိုငါအမိမြန်မာနိုင်ငံတော့ဂျာမနီလေးဆိုအဖနိုင်ငံဒီလိုမျိုးပြောရဲပေါ့နော်သူတို့တွေဆိုရင်တရားတရားဒီတရားဒီဒါစ်အဲ့လိုမျိုးပေါ့တရားဆိုမတ်စကူလင်လို့ပြောတာပေါ့ဒီဆိုဖမ်မနီလို့ပြောတာဒါဆိုရင်တော့อืมအယောက်ကြလည်းမဟုတ်မိန်းမလည်းမဟုတ်ဘူးအဲ့လိုခွဲတယ်အဲ့ဒီဟာလေးကိုလိုက်ပြီးတော့တော့နဲ့ buff တွေလည်းပြောင်းသွားတယ်ပေါ့နော်ပြောင်းသွားတယ်နောက်တစ်ခါနောက်ဆက်စကလုံးကြီးအဥမာအမျိုးသားစကလုံးကိုပဲအမျိုးသားအမျိုးသမီးခွဲပြီးတောင်းရတာလေနောက်နောက်ကနေပြီးတော့မှသူ့ကို plural ဖြစ်ဖို့အတွက်ပေါင်းဆက်ရတာဒါတွေမတူဘူးပေါ့နော်အဲ့တော့ဒါတွေတကူတကူလေးလာဖို့ကိုပဲမပြီးတာရင်တော့များသွားတယ်ပေါ့နော်အဲ့လိုဖြစ်တယ်။အဲ့တော့ဘာသာစကားကအီကစကားချက်ပါတော့စာအုပ်ထဲမှာပါပေါ့။ဘာသာစကားကအမြဲတမ်းနိုင်ငံရေးဖြစ်တယ်လား။ ဒါသွားထက်ကလောင်ကထက်တယ်ဆိုတဲ့စကားကအလကားမဟုတ်ဘူးမာရာသုံးပြီးအုပ်ချုပ်တဲ့သူတွေကစကလုံးနေရဲ့ဆွမ်းအားကိုအလွန်ကိုတောက်ကြတယ်စကလုံးတွေကနေတစင်းလူလူတွေစုဖွဲ့မှုဖြစ်လာရင်သူတို့တွေရဲ့ထိုင်ကုန်ကိုဆွဲလုံနိုင်တာကိုသူတို့သိတယ်ဒီသူတွေချင်းချင်းစကားရပြောနေပြီဆိုရင်အာနာရှင်တွေရဲ့ထိုင်ကုန်ကလှုပ်သွားတာပဲနိုင်ငံရေးသမားတွေဟာဝဟာရာတွေရဲ့တန်ဖိုးနဲ့ဆွမ်းအားကိုကောက်ကောက်သိတယ် မသိဘူးဆိုရင်နိုင်ငံရေးပညာမရှိလို့ပဲတကယ်တော့နိုင်ငံရေးသမားဟာစကလုံးတွေကိုတသမတ်တည်းမိကူနေရမှာဖြစ်တယ်ဒါပေမဲ့အုပ်ချုပ်ရေးနဲ့တော်လှန်ရေးတင်မကပဲနဲ့ရိုးရိုးစလောင်းတွေမှာရောနိုင်ငံရေးသဘောတရားတွေပါနေလားတွေးစရာရှိပါတယ်နိုင်ငံရေးဆိုတာနိုင်ငံရေးဆိုတာကိုဘာနဲ့ခွဲမလဲပြန်မေးရမှာဖြစ်တယ်နိုင်ငံရေးဟာလူမှုစုဖွဲ့မှုနဲ့အာဏာရေးအလုံးကိုချုပ်ငုံတွေးတော့တယ်ဆိုရင်စကလုံးတွေဟာနိုင်ငံရေးဖြစ်တယ်လို့ယူဆမှာပဲ။ဥပမာအပြင်နိုင်သူဆောင်မဲ့သူတွေကို အထက်မှလို့ပြောင်းနောက်ပြောင်းပြီးနှိမ်ခေါ်တာမျိုးဟာဒီစကလုံးကမတုံးလို့မဖြစ်လို့တုံးရတာဖြစ်ပါတယ်ဟုတ်ခွင့်လို့ပြပါပေါ့ဟုတ်ဒီအရင်တော့တောက်ခဲ့တဲ့စကလုံးမျိုးပေါ်လွင်စေဖို့အတွက်ထည့်သွင်းတုံးချရတာဖြစ်ပါတယ်အဲ့တွင်လည်းဒီစကလုံးကိုထပ်ပါးစပ်ကနေထုတ်ပြီးရောမှဖတ်ရတဲ့အတွက်လည်းတတ်မှတ်ပါတယ်ပေါ့နော်ကြိုပြီးတော့ဒီလိုတိမ်ခေါ်တာမျိုးတွေကလူတို့မှာသူတို့ရဲ့နေရာကိုရှော့ပစ်တယ်နေတနည်းပဲ နေရလာတဲ့သူတွေတော့အတက်လာတဲ့သူတွေလို့ပြောလိုက်တာ ਨੇ သူတော်တွေဆိုနေရနေရလာအဲ့လိုတော့လာတာပေါ့လို့မျိုးပြောခံတာအဲ့ဒါဆိုလို့ရှိရင်သူတို့ဟာလူမှုစီးပွားရေးအစဉ်တန်းတစ်ခုကိုအလုံးမလျောက်ပုတ်ခံလိုက်ရပါတယ်နေ့စဉ်ပြောတဲ့ဇာတ်ရည်မှာငါတို့ငငယ်တုန်းကဆိုပြီးလူကြီးတယောက်ကဇာတ်ဆောက်လိုက်တာ ਨੇ အဲသူကကြည့်ဝင်အမြင်ပါထင်ရပါနေရယူလိုက်ပြီဆိုတာလူကယ်တိုင်းသိတယ်ဒါကြောင့်အသုံးပြုလိုက်တဲ့ဝဟာရတွေမှာလူကယ်တွေရဲ့အဲလူတွေရဲ့အာနာနီယာပြတာတွေကိုခဏခဏမြင်ရမှာဖြစ်တယ် ။တရားဝင်အားနာရှိတဲ့သူတွေမှာလည်းသူတို့သုံးတဲ့ဝါဟာရဗျူဟာတွေရှိတယ်။ရဲတို့၊ကြောင်းအုပ်ကြီးတို့၊ရခွဲအုပ်ချုပ်ရေးဘုရိုကြီးတိုင်းသူတို့ပြောတဲ့စကားတွေမှာအဒီတိုလောက်ပေးဖို့လိုတယ်၊ဒီလိုလောက်လိုက်ပါဆိုတဲ့တောင်းလို့မျိုးတွေကြားရမယ်။နောက်နောက်ကနေဆက်ပြီးတော့တကယ်လို့မလိုက်နိုင်ဘူးဆိုရင်ခရတောင်းရင်ကိုပြတ်ကွက်တယ်ဆိုရင်ဒါပြောရင်လည်းဆက်ပြောနိုင်တယ်။ရတိုင်းကြီးသမားတွေဆိုလို့ရှိရင်တော့ချီလေးပြစကားတွေနဲ့တွဲပြောတာอืมတွေ့ရမယ်ဥပမာခင်ဗျားနိုင်ငံသားကောင်းဆိုရင်မဲပေးရမှာပဲဆိုတာမျိုးပြောကြတယ် အစည်းအဝေးကြောင်ကြရည်ဆိုလို့ရှိရင်ဒါအောင်မြင်တဲ့သူတိုင်းဒါကိုသုံးကြပါသည်ဆိုတာမျိုးပေါ့နော်အဲ့တော့ကိုယ်ဇက်အိမ်နဲ့ကိုသူတို့ပြည်စီဝင်လာအောင်လုပ်တတ်သေးတယ်ရပ်ပတ်လူဖွဲ့စည်းရတက်ကြလှရှားသူတွေဆိုရင်အခုတက်ချင်တာလောက်ရအောင်ဆိုတော့လုံးကြမှုနဲ့စိတ်တော်လှုပ်ရှားစီတယ်။ဘောဟာရာအသုံးပြုတဲ့ view ဟာတွေကစိတ်ဝင်စားစရာအနာသုံးဆက်မှုတွေနဲ့လူစံတာတွေကိုထင်ထားနိုင်တယ်။စကလုံးတွေမှာအနာရှိတယ်။လူတွေကစကားစကလုံးတွေကိုယုံရင်အနာတွေပူကြီးလာတယ်။ လူဝင်ရေးရလက်ခံထားတဲ့အယူအဆတွေကြောင့်ထွတ်ထွတ်ပေါက်ပေါက်မဖြစ်တဲ့သူတွေဒူရီရဲ့စကားကြောင့်ဝါပြတ်သွားတဲ့သူတွေများကြီးရှိတယ်။ဒါကိုနိုင်ငံရေးသမားတွေနဲ့အုပ်ချုပ်သူတွေကတောင်းတာလည်းရှိပါတယ်။တရားမျှတမှုကိုရှာဖွေခြင်းတရားမျှတမှုဟာလူတိုင်းတို့လက်အပ်တဲ့သူစိုက်ပါပဲ။သို့သောတရားမျှတမှုကိုယ်တိုင်ရရှုပ်တယ်မှုကြောင့်တရားမျှတမှုအပေါ်အမြင်မတူကြပါဘူး။အမြင်ကော်ပေမဲ့လည်းငြိမ်းချမ်းတဲ့လူပါမှာတရားမျှတမှုဟာလူတဲ့လူတော့အားလုံးကလက်ခံထားကြတာပါပဲ။ ညတာမှုမရှိဘဲနဲ့တည်ငြိမ်ပြီပြအောင်ဒီဆောက်ထားရတဲ့အချိန်မှာဒီတန်ရာတွေကပေါက်ထွက်လာမှာပါပဲမြန်မာနိုင်ငံမှာတရားပြတာမှုမရှိတဲ့ငြိမ်းချမ်းရေးတန်လျက်ပုံရိပ်ကြီးကိုတည်ဆောက်ခဲ့တာမှာနိကောနစ်ကျော်ပြည်တွင်းစစ်လူလူတွေခေါ်တဲ့တော်လှန်ခုခံစေကြီးဖြစ်ခဲ့ရပါတယ်။တရားမှမျှတမှုဆိုတာဘာကိုပြောရလဲ။ဥပဒေချိုးတောင်းကနေပြောရင်တော့တရားမျှတမှုကဥပဒေကိုဖောက်ပြန်ရင်ပြစ်ခံရတာအပြစ်လုပ်တဲ့အတိုင်းပြန်ခံရတာစတာတွေကိုပြောတာမျိုးဖြစ်နိုင်ပါတယ်။ဟမ်မူရာဘီတို့ခင်ပါဆိုရင်မျက်လုံးတစ်လုံးဆိုရင်မျက်လုံးတစ်လုံး ဘာတရားဆိုတော့တခြားပြန်ပြရတာပြန်ခင်ရတာကတရားမျှတတဲ့ယူဆခဲ့ပါတယ်။ဒါပေမဲ့ကားမရှိတဲ့သူတွေကခြားသူရဲ့ကားတစီကိုဖြတ်လိုက်ရင်ကားတစီချင်းပြန်လဲလို့မရဘူး။ဒါကြောင့်အပြစ်ကိုရုပ်ဝိထုနဲ့တွေမဟုတ်ဘဲနဲ့တခြားနည်းနဲ့အပြစ်တံတွေကိုတတ်မှတ်တာလုပ်လာကြတယ်။ဥမာဟိုသွားကြအောင်ထူလို့ထောင်တုံးတိကြတာမျိုးဖြစ်နိုင်ပါတယ်။လူချင်းချင်းလက်စားချေစရာမလိုဘဲနဲ့တတ်မှတ်ထားတဲ့ဥပဒေဖြစ်စဉ်တစ်ခုကနေဖြတ်တမ်းပြီးအပြစ်ဒဏ်တတ်ပတ်ခံရတာ။ လွန်ငင်းဝင်ရတာမျိုးတွေကိုတရားမျှတမှုရှိတာလို့မြင်ပါတယ်။မြင်တာလည်းရှိပါတယ်။ဒါလည်းအမြဲတမ်းတရားမျှတတယ်လို့တော့ပြောလို့ပြန်ဘူး။လူတရားနာလို့တောက်ပြကိုနာအောင်ပြန်လို့ရင်နာတဲ့သူပဲနှစ်ယောက်ဖြစ်သွားတယ်။ဒါဆိုရင်ဥရိယကလူတွေကိုပြန်လဲထူထောင်ရေးလုပ်ဖို့လိုတယ်ဆိုတော့မြင်နဲ့အမြင်ရှိတာလေ။သူသဖြင့်ဒုစားနိုင်ငံတွေမှာထောင်ကြတယ်ဆိုတာကောက်ကောက်နေပြီးအပြစ်ပြန်တော့တက်ရတာဖြစ်နိုင်ပါတယ်။ ကျန်းမာရေးမှုဟာဥရရဲ့လွန်မှာစဉ်းစားရတာတွေလက်ရှိနိုင်ပါတယ်သူတို့ပြင်အရင်မြက်တွေကိုခွဲဝေကြတဲ့အခါရပိုင်ခွင့်တွေကိုပြောကြတဲ့အခါမှာတရားမျှတမှုတွေကိုဆွေးနွေးကြတယ်။ပမာဏကပြင်ထိုက်တန်တာကိုရတယ်ဆိုတာတရားမျှတတယ်လို့တွေးကြတယ်ဒါပေမဲ့ထိုက်တန်တာကိုဘယ်လိုတိုင်းတာမှာပါလဲ။ခရိုနီတီရဲ့သားသမီးတွေချမ်းသာတာကထိုက်တန်သလား။စစ်ဘေးတင်ဒေတာကကလေးတွေစီးရတာကထိုက်တန်နေရလား။သင်ကြည့်လို့လိုပါတယ်။ တခါတလေအမေကအဖေကဘလို့ချမ်းသာမှမသိချမ်းသာလာတာကိုသားသမီးတွေကအမွေရပြီးအဲ့ဒီပတ်စံနဲ့စီးပွားရေးပြန်လုပ်တဲ့အခါမှာအောင်မြင်လာတာကိုထိုက်တန်သူတွေဖြစ်လဲလူမှုတာဝန်မှာပြောတတ်ကြသေးတယ်။စုံဦးတီထွင်သူတွေဖြစ်နေလက်ကြီးမြတ်တာလည်းတွေ့နိုင်တယ်။တချို့ကလည်းညီလူညီမရရှိကြတာကိုမျှတတယ်လို့ဖြစ်နေတယ်။သူကလည်းနောက်ဆုံးဘသူရတယ်ဆိုတာဖြစ်ဖြစ်စတင်စဉ်ကခွင့်ရေးဘလောက်ပဲရှိရင်မျက်မျက်တာတာရှိသလားကိုကြည့်ရမယ်လို့ပြင်ကြပါမယ်။သူကလည်းလိုတဲ့သူကရသွားတာကိုတရားမျှတတယ်လို့ယူဆကြတယ်။ တို့ကလည်းလောကမှာတုံးဝင်မှုကိုအမြင့်ဆုံးမြင်နိုင်တကယ်တုံးကြတဲ့ပစ္စည်းကတုံးချနိုင်တဲ့သူတွေစီရောက်သွားတာကတရားမျှတတယ်လို့ပြင်ထက်ကြပြန်ပါတယ်လက်တွေ့တုံးချမှုမှာရှုထောင့်ပေါင်းစုံကနေမတူညီတဲ့မြင်တွေကိုတွေ့ရမယ်လူငါးယောက်ကိတ်မော်တော်လုံးခွဲရဆိုပါစို့ကိတ်မော်တော်လုံးဝေးမြဖို့ရေကိုစကားများနေကြပထမဆုံးလူကဒါနဲ့ခွဲပြီးသူ့ပဲဝင်မယ်ဆိုတော့ဒုတိယလူကကန့်ကွက်တယ်မတရားဘူးတဲ့ပထမလူကခွဲရင်တခြားသူတွေကိုပဲရွေးခိုင်းတယ် ါမှပြပလို့ကသူ့ကိုမယုံကြည်တာလားအမကျင်မယုံကြည်တဲ့ကကမကျင်တော့အလောက်လောက်တဲ့သူဘိုးရတဲ့နဲ့ပြန်ညင်းတယ်ဒီလိုညင်းကောင်နေရောတတရလူကလည်းကြီးလူကြီးမြောက်ခွဲရတာမှန်သေးတာမဟုတ်ဘူးလို့ထပြောလာတယ်အဲသူကကြတော့လူဝါချက်ပေါ်ဘူတီကြီးခွဲတဲ့နဲ့ပုံလိုတဲ့သူဘိုးရတဲ့နဲ့ပေါ့လေဒါပေမဲ့ဘယ်သူကပုံလိုတယ်လဲဆိုတာကိုထပ်ပြီးမိကုံထုတ်စရာဖြစ်လာတယ်စောရလူကတော့သူအားအနေဆုံးပဲလို့ဆိုပြီးသူ့ကိုပဲအများဆုံးပေးတဲ့တယ်လို့အဆိုပြုတယ်နောက်ဆုံးတော့ပြင်စမလူကဝင်ပြောလာတယ် တရားမျှတမှုဆိုတာလည်းဘယ်သူ့ကိုဘယ်လောက်ပေးသင့်တယ်လို့မြင်နေရတယ်မရဘူးတဲ့။ဒါကြောင့်ကိတ်မောက်ကိုမဲဖောက်ပြလိုက်တာအကောင်းဆုံးပဲလို့ခြံပေးတယ်။အဲ့တော့ဒီလိုလုံးလိုက်ရင်ဘယ်သူဘယ်လောက်ရသင့်တယ်ဆိုတာမြင်ကြမလို့တော့ဘူးလို့ဆိုလိုက်တယ်။တရားမျှတမှုလို့ရဲလို့ကျွန်တော်တို့အားလုံးပြောကြတယ်ဒါပေမဲ့ယူဆခြင်းကတော့မညီကြဘူး။အဲကိတ်မောက်ဝေတာတဲ့ရှုပ်တဲ့နိုင်ငံရေးလူမှုရေးတွေမှာဘယ်လိုမြန်းညီနိုင်ကြမလဲတွေ့ရခက်ပါတယ်။ ကိုယ့်ရတီချက်ကိုဆွေးကိုတွေးတိုင်းကိုဆွေးနွေးနိုင်ဖို့လိုတယ်လို့တခြားဖက်ကရတီချက်ကိုလည်းနားထောင်နိုင်ဖို့နားလည်နိုင်ဖို့လိုပါတယ်အခြေအလက်ဖြစ်ဖို့လိုပါတယ်တိုးတော့လည်းအရင်ပါပြီးတော့မှအပြေမထွက်တာမဟုတ်ဘဲနဲ့အပြေထွက်ဖို့လည်းလိုပါတယ်ငင်းငင်းတဲ့လူပေါင်းမှာတရားမျှတမှုရှိဖို့ဆိုတာလိုအပ်ပါတယ်ညာမျှတမှုမရှိဘူးလို့ခံစားရရင်ငင်းချင်ရေးကအေးရှိမခံဘူးမအောင်မမြင်ဖြစ်နိုင်ပါတယ်ပြီးတော့အတူညီတဲ့အမြင်တွေကိုစုစည်းပြီး လူတိုင်းဝိုင်းတည်ဆောက်လာခြင်းကပဲပေါင်းဆက်စုဖွဲ့တည်ထောင်ကြတဲ့လူတိုင်းဝိုင်းရဲ့မေတ္တာရဖြစ်ပါတယ်။ဘတူညီတဲ့အမြင်ဉာဏ်တွေကိုဝိုင်းဆောက်လာခြင်းကပဲပေါင်းဆက်စုဖွဲ့တည်ထောင်ကြတဲ့လူတိုင်းဝိုင်းရဲ့မေတ္တာရဖြစ်ပါတယ်။နောက်တစ်ချိန်ထပ်ပြန်လိုက်တာဖြစ်ပါတယ်။အခန်းကားဥပါပါမယ်မီဒီယာစင်တာနဲ့ဒီဂျစ်တယ်ကိုလိုနီဖြစ်ပါ။မှတ်တရားကိုထိန်ချင်ခြင်း လူဝင်းဆိုတာပညာရေးဆိုတာလူတွေဘာကိုလက်လျူရှုရမယ်ဆိုတာကိုပုံဖော်ထားတာလို့ Norman Comsky ကဆိုပါတယ်ပညာရေးဆိုတာလူတွေဘာကိုလက်လျူရှုရမယ်ဆိုတာပုံဖော်ထားတာပညာသင်ပေးတယ်လို့ပြောတဲ့အခါမှာသတင်းအချက်အလက်တွေဟာဘယ်တော့မှပတ်လည်မှုမကင်းဘူးဒါကြောင့်သတင်းအချက်အလက်တွေကိုပေးတဲ့အခါမှာဘာကိုပေးပြီးဘာကိုထည့်ရမလဲဆိုတာအမြဲရှိတယ်ဆိုရရင်းနဲ့လူလူပညာရေးတွေကအများအပြားအချို့သောတမန်အချို့သောအမားတွေကိုထည့်သွင်းတင်ကြားလိမ့်မရှိပဲနဲ့ ချမ်းခဲ့တာတွေ့ရမယ်ဥပမာရာဇဝင်တွေမှာဘင်းကောင်းကောင်းမရေးတာများတယ်မြန်မာနိုင်ငံမှာမြန်မာတွေကအဖက်စစ်ဒေါ်လာရေးမကြေညာခင်ကတည်းကဂျပန်ဂျပန်ကိုတိုက်ပြီးသွားနေတဲ့ကချင်နေမနှောပွဲကျင်းပပြီးအောင်ဝဲကိုဆင်နွှဲတာတွေမသိဘူးဥအောင်စီရအနေနဲ့မွန်နီကိုဘလိုတိုက်ခဲ့တာယူရီးယားတွေကိုဘလိုတိုက်ခဲ့တာဆိုတာတွေမသိဘူးနောက်ပြီးအမေရိကန်မှာထားနေတိုင်းသားတွေကိုဘလိုရှင်းထုတ်ပြီးဂျီနိုဆိုက်လုပ်ထားတာအစားတွေမသိဘူးချင်းပြည်နယ်မှာဘူဒရမ်ဘီစ်က ဒရမာပင်အတွက်စစ်တိုက်ခဲ့တာမဟုတ်ပေမဲ့မြန်မာစာပေပါမြန်မာနိုင်ငံအတွက်ဒီဒီချာကိုတိုက်ခိုက်ခဲ့တဲ့အောင်တင်ပါတယ်။ဒါကလည်းနိုင်ငံတကာမှာရှိပါတယ်။ American ပြည်သူ့အခွင့်အရေး Civil Right လောက်ရှားမှုကြီးမှာ Martin Luther King လို့ပဲလောက်ရှားခဲ့တဲ့မတ်ကလည်း King ကအစိုးရစီကနေလူမဲ့တွေတဲ့အခွင့်အရေးကိုတောင်းဆိုခဲ့သူဖြစ်ပြီးချီးကျူးခံရ၊ဂုဏ်ပြုခံရသူဖြစ်ပါတယ်။ Malcolm X ကတော့လူမဲ့တွေတကယ်လွတ်မြောက်ဖို့အတွက်မြေနဲ့တကား ကိုကျမကိုဖန်တီးဖို့တောင်းဆိုသူကိုပြီးခံမာတဲ့လွတ်လပ်ရေးအတွက်အကျန်းဒီတောင်းတင်ရင်တောင်းရမယ်လို့ယူဆခဲ့သူဖြစ်ပြီးတိတ်ကုံယူမခံရပါဘူး။ဒီကနေ့တော့မာတင်လူသားခင်းကအာဖရိကန်အမေရိကန်တွေဟာတခြားသူတွေနဲ့အတူဘူဖောင် HP အချမ်းစာနေလို့တဲ့ဆန္ဒနဲ့လူကုန်သိက္ခာကိုကိုစားပြုတ်ခဲ့ရင်မာဂွန် Ace က Black ဆိုတဲ့လူမဲဆိုတဲ့အခြေပဲကိုတခြားသူတွေကလာတတ်မှတ်တာကိုလက်မခံဘဲနဲ့ကိုအနာကကိုကိုဖန်တီးဖို့တိုက်ပွဲဝင်လို့တဲ့မိကြလို့မြင်လို့ရပါတယ်။ အိန္ဒိယနိုင်ငံဟာဘယ်လိုကြောင့်လွတ်နိုင်ရလဲလဲလူများစုကမတ်မဂန်နီလို့ပြောကြမှာပဲဒါပေမဲ့တကယ်တော့မှန်ရဲ့လားအိန္ဒိယဟာလူများကြီးကြောင့်လွတ်နိုင်ရတာကိုငြင်းမရပါဘူးနောက်ပိုင်းပြည်ထောင်စုချုပ်ဖြစ်လာတဲ့ climate athlete ဆိုတဲ့စာကြည့်ခဲ့တာ Simon Commission နဲ့တူအိန္ဒိယရောက်ခဲ့သူဖြစ်ပြီးတော့အဲ့ဒီခရေကလွတ်နိုင်ရေးပေးဖို့လိုတယ်လို့ယူဆခဲ့သူပါဒါကြောင့်လူတယောက်နဲ့တော့တခုလုံးကိုဖြစ်စေခဲ့တယ်လို့ခြုံပြောလို့မရဘူး။ခန်းနီလိုပဲခန်းကန်တာကြီးကြီးမားမားရှိတယ်။ ကြီးမားခဲ့တဲ့သူတွေသူရှိတယ်1942ခုနှစ်မှာကန်နီကအကြမ်းမဖန်နီနဲ့ Quiet India Movement ကိုဦးဆောင်နေတယ်လို့1943မှာအိန္ဒိယမျိုးသားတပ်မတော်ကို Subhas Chandra Bose ကပြန်အသက်သွင်းခဲ့တယ်။တနည်းပြောရရင်ကန်ဒီကဗြိတိရှ်ကိုထွက်သွားလို့ပြောတဲ့အချိန် Bose ကမထွက်ရင်တိုက်မားလို့ဖိအားပေးခဲ့တာပါ။ဗြိတိရှ်တပ်ဟာစစ်သားပေါင်း3,800လောက်ကိုဒုတိယကမ္ဘာစစ်မှာဆုံးရှုံးခဲ့ရတဲ့ပြင် ပေါင်20ဘီလီယံကျွေးတင်ခဲ့လို့အိန္ဒိယကိုထိန်းနိုင်တဲ့စွမ်းရည်တွေမရှိတော့ပါဘူး။ဂန္ဒီရဲ့လှုံ့ဆော်မှုကအိန္ဒိယကိုစွန့်စည်းစေပြီးဘုန်းဆက်တာကတော့ဗြိတိရှားကိုရွေးစရာမရှိအောင်လုပ်ခဲ့တယ်လို့ပြောရမှာမဟုတ်ပါဘူး။ဒါပေမဲ့အိန္ဒိယအကြောင်းစာအုပ်တွေမှာဘုန်းအကြောင်းကိုသိမသိပါဘူး။ဘာသာဖြန့်ခြင်းနဲ့ဘာသာစကားအသုံးပြုမှုဘာသာဖြန့်တဲ့အခါမှာဘာသာစကားကိုအားကောင်းတဲ့ကရိယာတစ်ခုအနေနဲ့တုံးဆွဲကြတယ်။ပြည်သူဆန္ဒပြည်သူအမြင်တွေကိုပြည့်ရမာယာနဲ့ပြုပြင် ပိုင်တယ်ဖို့ဘာသာစကားကိုသုံးကြတယ်။မာဗျူဟာကြကြဝေါ်ဟာရတွေစက်ကြောင်းတွေရုပ်ပုံတွေကိုရွေးချယ်လိုက်နိုင်ရင်လူတွေကိုလမ်းကြောင်းချပေးလို့ရသွားနိုင်မှာ။အာဂျန်နာစီစဉ်တွေကိုလူတွေဝယ်အောင်လိုက်လောက်အောင်ဆွဲဆောင်သွားနိုင်တယ်။စစ်တွေဖြစ်တဲ့ကာလမှာတပတ်ရန်သူကိုလူမဟုတ်ပုံဝါဒဖြန့်ကြတာလည်းတွေ့ကြရမှာစစ်ပီးကာလမှာတိစားရေးတော့ဝါဒဖြန့်ကြမယ်။စီးပွားရေးလုပ်ငန်းတွေကလူတွေကိုသူတို့ပြည်စီဝယ်ဖို့ဝါဒဖြန့်ကြတယ်။ဒီနေရာမှာတင်ကြေးတာတွေဟာ ဘာသာစကားတွေကိုမြှော်ချကြတုံးဆက်ကြပါတယ်မြန်မာနိုင်ငံမှာရစစ်တပ်ကအများနဲ့သူတို့ခေါင်းဆောင်ရုပ်ရှင်တွေညပြီးတရင်တွေဗီဒီယိုတွေမှာပြတာလုပ်ခဲ့တယ်အဲ့ဒါကိုရင်ကတော့ policy ကားတွေဆိုပြီးရေးခဲ့ကြတာရိမှတ်မိပါသေးတယ်ကဘာစစ်တောင်းကနာစီတွေကဂျူးတွေကိုတိုက်ခတ်ဖို့အတွက်ဝါရဖြန့်တာတွေကြီးကြေလောက်တဲ့အဲဒီကစကားတခုကသွေးနယ်စင်စားဆိုတာမျိုးဖြစ်ပါတယ်။ community ကိုအရင်ရှင်နိုင်ငံတွေကဘာသာမဲ့မိစ္ဆာတွေလို့ပုံဖော်ကြသလိုအရင်ရှင်တွေကိုလည်း community တွေကကောက်သေးဆုံးတဲ့မိစ္ဆာတွေရွှေပုံဖော်ကြပါတယ်။ဇီဝရေးမှာလည်းဝါရပြန်လာကိုတုံးနဲ့ဘူလာက300လွယ်တဲ့ Razor ကျုပ်ဆိုတဲ့ဒီအမွှေးရိတ်တဲ့ဓာတ်တွေမပေါ်သေးရင်ကာလာမာရယောက်ျားမိန်းမအားလုံးကဝိမျက်နေကိုပုံမှန်မဲ့လို့ပုံမှန်လိုပဲထားခဲ့ကြတယ်။ဒါမဲ့လည်း Gillette လိုမျိုး company တွေပေါ်လာတဲ့အခါကျတော့ယောက်ျားတွေ ဟုတ်စင်မွေးရတာရနေပြီမိမရဲ့ဈေးခွက်ဒီချက်ပြမိုးတွင်မွေးမြင်မရှိတာဟာကောင်းမွန်တဲ့အလှတရားဖြစ်နေဝါရဖြစ်မှာတော့ဒီအဖြစ်ဆိုရင်အမျိုးသမီးတွေပါဒီဈေးခွက်ထဲပါဝင်ကြတာယဉ်ကျေးမှုတရားဖြစ်နေပြီမဟုတ်လားဆက်မရရအမေရိကန်မှာသမ္မတအိုဘားမားရွေးကောက်ပွဲဝင်တဲ့အချိန်ဆိုရင် Republican Party ဘက်ကရိုင်းတဲ့မီဒီယာတွေအနေနဲ့ Mr. Obama လို့နေမခေါ်ဘဲနဲ့ Barack Hussein Obama ဆိုပြီးတော့နိုင်ငံခြားသားဖြစ်တဲ့ပုံပေါက်အောင် ဟူဆိုင်းဆိုတဲ့ဂျာကလောင်ကိုဖိပြီးခေါ်တာရယ်အာရဗိတ်ဆောင်တဲ့သူ့ဘုံကိုပြဒါရီလောက်တာရယ်သတိပြန်ရပါဒီလိုပဲပါတီနှစ်ခုနဲ့သူတို့မီဒီယာတွေချင်းချင်းရွေးကောက်ပွဲဝင်ကိုယ်စားလှယ်တွေကြောင့်ပြောကြတဲ့အခါမှာလည်းအတန်တွေထုတ်တာအယောင်တွေရေးတာကစားလို့ပုံမွှားကြတာကိုတွေ့ရမှာပါမြန်မာနိုင်ငံဗီဒီရှာလက်အောင်ရောက်ခါဆောင်မှာပဲနေဦးဆရာတော်ကဗီဒီရှာဆိုးရအနေနဲ့ဗုဒ္ဓဘာသာတာသနာတရားခံရင်မိဂမေးမြတ်ပြတရားတွေဟောပေးမယ်လို့ညှိပါတယ်။ဒါပေမဲ့ဗြိတိန် ရင်းကတာကိုလည်းမခံခဲ့ဘူး။ဒါကြောင့်လည်းချက်ကလပ်ယူမိတ်စာဒိတ်တွေပြင်နေဟောပြောဖို့ကြုံရတယ်လို့ဆောင်းမမောင်ကြီးရဲ့စာအုပ်ထဲမှာဖတ်ရပါမယ်။နိုင်ငံရေးအာဟာစုဖွဲ့မှုနဲ့ဝါရဖက်မှုတွေကအမြဲတမ်းခွဲမရအောင်တွေ့နေရတာပါပဲ။လူလူကြောင့်နိုင်ငံရေးဟောပြောချက်များနဲ့လူလူမြင်များကိုပြည့်ရစေခြင်းလူတို့အမြင်ဆိုတာဒီနေ့ခေတ်မှာရေးချီလာပါတယ်။ဒါကြောင့်မလို့ညကိုရီးယားရုရှားအမေရိကန်တရုတ် ိုင်ငံအားလုံးဟာဒီမိုကရေစီဆိုတာကိုတွင်တွင်တောင်းလာပါတယ်။ပြည်သူသဘောပြည်သူရဲ့ mandate ဆိုတာကိုအကြီးအကျယ်တောင်းလာပါတယ်။လူထုရဲ့အခွင့်အာဏာဟာရှေးဘုရင်စနစ်ကထက်အများကြီးရှေ့ရောက်လာလာပါတယ်။သို့တော်လည်းလူဆိုတာကအမြဲတမ်း enlightenment ဉာဏ်လင်းပွင့်တဲ့သူတွေနဲ့တည်ဆောက်ထားတာတော့မဟုတ်ပါဘူးဆွဲဆောင်ရတာဖျားယောင်းစည်းရုံးလို့ရတာရှိတာပေါ့မြန်မာနိုင်ငံမှာဆိုရင်လည်းရိုဟင်ဂျာဂျီနိုဆိုက်ဖြစ်တဲ့အချိန်မှာလူမှုရေးပါနိုင်ငံကြီးဟောပြောချက်တွေထည့်ပြီးတော့ လူလူမြင်ကိုပုံဖော်ခဲ့ကြတယ်မဟုတ်လားနိုင်ငံရေးဟောပြောချက် political discourse တွေကလွန်ရေးပါတယ်လက်ရှိမြန်မာနိုင်ငံတွေဒေါ်လာရေးပါတယ် federal democracy လို့ federal democracy လို့ခြောက်နိုင်ငံရေးဟောပြောချက်တွေကလည်းလူထုက federal democracy ဆိုတာပါလဲလို့တိတိကျကျမသိတော့ညာလည်းပဲ federal democracy လို့အပ်တယ်လို့ယုံကြည်ပြီးမြင်လာကြပါတယ်နိုင်ငံရေးရောင်းအောင်နေနေတဲ့သူတို့ရဲ့ discourse တွေကလူထုရဲ့အမြင်ကိုတကယ်ပဲ တက်ရမှုရှိတာပါပဲ။ American မှာ Amazon ဖွဲ့စည်းပုံရေးခဲ့တဲ့ Founding Father တွေဟာ Democracy အထူးသဖြင့် Direct Democracy ကိုမယုံကြည်ခဲ့ကြပါဘူး။အပွင့်မိန်ကွန်းနှုတ်ထွေးမှာတော့ပဲဒီဒီမှာဒီနိုင်ငံထဲမှာ Democracy သိမ်းပြားနေရဆိုတာမျိုးပြောခဲ့ပါတယ်။စတရလီစာတော်တွေထဲမှာလူများနိုင်ရခြင်းရဲ့ဖြစ်တိုင်နဲ့စိုးကျိုးတွေညာကြီးဆွေးနွေးခဲ့ပါတယ်။ဘန်ဂျမင်ဖရန်ကလင်ကိုမျိုးသမီးတူကကျမတို့ကိုဗာပေးမှလဲလို့မိတော့သူက ရခင်ရတို့ဒါထိန်းသိမ်းနိုင်မယ်ဆိုရင်တော့ Republic ပေါ့ဗျာလို့ဖြေဖို့ပါတယ်။ဒါပေမဲ့ဒီနေ့ American ကို Republic အနေနဲ့လူသိတာတဲ့ Democracy တော့လူသိရများပါတယ်။ဒါ Discord တမားတွေရဲ့အားပါပဲ။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာဖြစ်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတူတာ။မမီတီကိုရင်မောင်ကိုကြာကြီးဦးတနိုင်ဝဲကိုတနိုင်ဝဲ။အမစီ xin lỗi bà má trẻ em xuống mẹ em má 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 mẹ à má mẹ rồi má mẹ thì ở lưu ra đi ra xa đi cha ra đi đó xa mơ lưu ra chết tay khỏe má đỡ mà đi má này à cô cha chị má má xuế chân lửa cô phong hợp ဘာတင်တင်ယူအာဘာနူဘာနွေရမခင်ရိကိုရမဘာတင်တင်ယူကိုကြကြီးအာဘာနွေရမတင်တင်ယူကျွန်တော်ကအဲလီအဲလီဆိုကိုရှိတာပေါ့နော်ဘာနွေရဦးဝင်ချစ်လို့မိုက်ကိုချစ်လို့မိုက်ကိုသာကြီးကိုရမမမယ်အတင်တင်ယူဦးဝင် မယူရကိုဘဝခေတ္တမဝခေမမအိမလုံးတော်မူအာရောအဝိနလင်းနေဝိနမလင်းရတော့ဝိဉ္ဘယ်လင်းဝိနဘယ်လင်းတော်ပြီမအာအမနုနောဟောဟောတီတီအဝလောရမှာလောက်ပါအတေတေယတောတမောမခေတ္တိဘူဝေမခေတ္တိ ဒါကမျိုးကိုတနင်္ဂနွေနေ့မာကတ်ထရီတော်မှာဒီလိုမျိုးဝင်ကိုပေါင်းကိုပိုက်ကိုစမ်းမယ်။ဟုတ်မယ်။မန္တဝေစင်မစနေလေး။အာဒီမာကတ်ထရီ။ဟုတ်မယ်။မတ်တင်စာမော်ဝက်စ်မင်းအဝင်မတ်တက် HD စေဇာရီကဦးတင်ပါရခင်ဗျာ။အာငွေလာပြည့်တဲ့အီးမွန်နဲ့မမ်မမ်နေပိုရှေကွန်ကောကိုပေါင်းမာဂျိုင်းဦးတနင်္ဂနွေကိုတနင်္ဂနွေမှာရှိနေချင် မမဆဆမဝင်းမဆုမဝင်းမဆုတနံပစမဟီဝမမမဟီဝမမမညိုပြမညိုပြဘီယောကထာချန်တဲ့ဟဲ့လောက်ပါမခေါ်ပါမမင်းကိုမင်းမမင်းချူလာပြတော့ကိုမင်းချူလာမမမင်းယိုယိုအာကိုညမအင်းကိုတေကိုထိုက်ကအာကိုရဲ့ကိုရဲ့ဘဝမမအဆောလို့ရှင်တော့တူတာရယ်လုံးဆက်ပါပြီနော်အလုံးတော်တော်